ခွေးချစ်တဲ့သူတိုင်းသတိထားသင့်ပြီးခွေးကြိုက်ခံရမှုများပြလာတာကြောင့်ခွေးရုပ်ကကွယ်စီထိုးရခက်ခဲတာမင်္ဂလာပါပြိသက်ကြီးတို့၏လက်ရှိမှာရန်ကုန်တိုင်းဒေသကြီးအတွင်ခွေးကြိုက်ခံရမှုများပြလာသလိုစီးရုံကြီးကိုကကွယ်စီထိုးဖို့လာရောက်သူတွေနေ့စဉ်များရှိလာခဲ့ပါသည်အဆိုပါခွေးကြိုက်ခံရမှုနဲ့ပတ်သက်ပြီးစံတောင်းမြို့နယ်ပရာဟိတအသည်တစ်ခုကလည်းရန်ကုန်စီးရုံကြီးမှာခွေးရုပ်ကကွယ်စီလာရောက်ထိုးနှံသူနေ့စဉ်များရှိချိန်နေသလို ခွေးကိုက်ခရရသူအများစုကလမ်းဘေးခွေးကိုက်ခရရမှုကအများဆုံးဖြစ်တာကြောင့်ဈေးရုံတွေမှာလည်းအလွယ်တကူဈေးထိုးမရတော့ပေရန်ကုန်ဈေးရုံကြီးမှာသာတွားရောက်ဈေးထိုးရတာကြောင့်ခွေးရုပ်ကာကွယ်ဈေးထိုးနိုင်သူရရှိနေရတာဖြစ်တယ်လို့ဆိုပါတယ်။တယောက်ကဆိုရင်ကျွန်တော်ကလေးခွေးကိုက်ခရရမြောက်ဥက္ကလာဈေးရုံမှာကာကွယ်ဈေးတွားထိုးတာဈေးမရှိလို့ထိုးမရဘူးလို့ပြောလို့ရန်ကုန်ဈေးရုံကြီးမှာတွားထိုးရပါတယ်။ဟိုမှာလည်းလူကအများကြီးပဲစောင့်နေရပါတယ်။ရချင်းလာထိုးတဲ့သူတွေကလည်းအများကြီးပါပဲအများစုကလမ်းမေးခွေးတွေခိုက်ကြတာများပါပဲ ။ဒါကြောင့်လူတတော်များများကလမ်းဘေးခွေလိုလိုအိမ်မွေးလိုလိုတွေကျွေးကြတယ်၊မွေးကြတယ်၊ကိုက်ခံရရင်တာဝန်မယူကြဘူး။ကိုဖြစ်ကိုခံပါပဲ။ကျွန်တော်တို့တဏီကမှရန်ကုန်စည်းရုံကြီးကိုလူနာပေါ်ရင်ရောက်ခဲ့တာ။ခွေရုပ်ကကွယ်စီထိုးတဲ့သူကရရှိရှိရဲ့စောင့်နေကြရတာ။အရင်တုန်းကတော့မြောက်ဥကလာစည်းရုံနဲ့တင်ငန်းကျုံစံပြစည်းရုံမှာအလဲတကူထိုးလို့ရတယ်။ဒါပေမဲ့ခုကတော့အစိမ့်မရှိလို့ရန်ကုန်စည်းရုံကြီးမှာပဲစုပြုံပြီးစောင့်နေကြရတာပါ။ ကမ္ဘာတရိတ်ဆန်တက်မာရေးအဖွဲ့ OIE စစ်တမ်းများအရတော့မြန်မာနိုင်ငံအပါအဝင်ကမ္ဘာနိုင်ငံပေါင်း150ကျော်မှဖြစ်ပွားလျက်ရှိတဲ့ခွေယူရောဂါကြောင့်နှစ်စဉ်လူပေါင်း6000နီးပါးအသက်ဆုံးရှုံးလျက်ရှိပြီးမြန်မာနိုင်ငံမှာနှစ်စဉ်ခွေးကိုက်ခံရသူဥယျာဉ်မြင့်တက်လျက်ရှိရာ2018ခုနှစ်မှာ38000 2018ခုနှစ်မှာ တသိန်း၉၀၀၀နဲ့၂၀၁၉ခုနှစ်မှာလူဦးရေတသိန်း၉၀၀၀၃၀၀၀ခွေးကြိုက်ခံခဲ့ရကြောင်းသိရပါတယ်။တည်ဆုံးမှုအနေနဲ့က၂၀၁၉ခုနှစ်မှာ၁၄၅ဦး၂၀၁၈ခုနှစ်မှာ၈၁ဦး၂၀၁၉ခုနှစ်မှာပထမ၅လအတွင်း၈၀ဦးရှိခဲ့ပြီးယခုနောက်ပိုင်းနှစ်တွေမှာတော့ရခိုင်တက်ပိုများလာတယ်လို့သိရပါတယ်။ အင်္ဂါလူတရားဈေးဝယ်သွားရေးခွေးကိုက်ခရလို့ဈေးယုံကြီးကိုရောက်သွားရေးခွေးရုတ်ကွယ်ဈေးသွားထိုးတာပါအဲ့ဒီရောက်မှကိုတကယ်အန်အော်ပြီးစိတ်ပူရင်မကြဖြစ်သွားရတာကရန်ကုန်မှာတရက်အတွင်းခွေးကိုက်ခရရဲ့လူဦးရေဟာရရှိပြီးရှိနေရပါအများအပြားကိုက်ခရရတဲ့ဖြစ်စေဟာပိုင်ရှင်မဲ့လမ်းပေါ်ကခွေးကြောင့်အဖြစ်များတာသိရပါပြီကိုရီလေတရိစံတွေကိုချစ်တက်တဲ့သူတွေပါပြီးမြိတ်ဒီလိုမျိုးနေ့စဉ်လူအများကြီးကိုက်ခရနေရတာဟာအစီမပြေမဖြစ်သင့်ဘူးလားလို့တွေးမိသလို ခွေးယူယောဂါကြောင့်အသက်ဆုံးရှုံးကြရသူတွေလည်းမနေမနော့ပါပဲခွေးယူယောဂါဟာဖြစ်ပြီးဆိုရင်ကုရနတ္တိပါ စီမရှိပါဘူးဒါကြောင့်ဘဲခွေးနေနေကြောင်နေနေကိုက်ခံရပြီးဆိုရင်မပေါ်စားတင်မအောင်24နာရီအတွင်းကောက်ွယ်စီထိုးကိုထိုးရပါမယ်ပြီးရင်သူ့ရဲ့အလိုက်စတိုက်ထိုးရပါတယ်လူတွေအချိန်ကုန်လူပန်းနဲ့အလုပ်တွေရှုပ်ကြရတာကြောင့်လမ်းမော်ကပိုင်ရှင်မဲ့ခွေးတွေလည်းရှော့နေသွားစေခြင်းလို့ပြည်သူတို့ကပြောလာခဲ့ပါတယ် ်ခွေးယူရောဂါဖြစ်ပွားသူလူဦးရေ95ရာခိုင်နှုန်းကျော်ဟာခွေးကိုက်ခံရခြင်းမှတစဉ်ရောဂါကူးစက်ခံခဲ့ရပြီးအများစုကစိရင်ရံပါပြီးအသိပညာနည်းပါတဲ့ကျေးလက်တော်ရမှဖြစ်ပွားမှုပုံများပါမြန်မာနိုင်ငံမှာခွေးကောင်ရီ၄တန်းကျော်ရှိပြီး80ရာခိုင်နှုန်းခန့်မှာလမ်းပေခွေးဖြစ်တဲ့အတွက်ခွေးယူရောဂါဖြစ်ပွားမှုပပျောက်စေရေးဆောင်ရွက်ရမှာအဓိကကြတဲ့လမ်းပေခွေးကောင်ရီလျှော့ပါသွားစေရန် တားဆက်ချာခြင်းသို့မဟုတ်တားကြောဖြတ်နည်းနဲ့ခွေးရူးရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် Metro Vaccination ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကိုလုပ်သင့်ပါတယ်။ဒါမဲ့2030ပြည့်နှစ်မှာခွေးမတစ်ဆင့်ကူးစက်တတဲ့ခွေးရူးရောဂါကြောင့်လူသေဆုံးမှုပပျောက်ရေးဆိုရက်ကဘာလုံးဆိုင်ရာရည်မှန်းချက်ကိုဌာနဆိုင်ရာကအကောင့်တွေပေါ်စာရွက်နေရလို့လည်းသိရပါတယ်။ဒါကြောင့်မလို့လက်ရှိမှာခွေးရီကို ကိုခွေးလိုလိုသူခွေးလိုလိုနဲ့ကျွေးမွေးနေပြီးအကိုက်ခဲရမှတာဝန်မယူခြင်းလို့လမ်းဘေးခွေးလိုထိုးခြားတတ်တဲ့သူတွေလည်းများစွာရှိရာကြောင့်အလုံးသတိပြုနိုင်အောင်မျှဝေပေးလိုက်ရပါတယ်။အစုံတိကြည့်ပေးလို့အလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။နေပြည်တော်မှာရေတိုက်မှုဖြစ်ပွားပြီးအရေးပေါ်စေယုံတင်လာရတဲ့ဇေယောမမောင် မင်္ဂလာပါပရိသတ်ကြီးတို့ရေဇကားကောင်းများစွာကိုဖန်တီးရိုက်ကူနေရဲ့ဒရိုက်တာဇေယောမမောင်ကတော့အမှုပညာလောကတွေကိုဝေရောက်လာခဲ့တာတက်တန်းတစ်ခုထိရှိနေပြီဖြစ်ပါတယ်။ဒရိုက်တာဇေယောမမောင်ကသူ့ဝါသနာပါတဲ့ဒရိုက်တာအလုပ်ကိုစနေတကြလေ့လာစီးပူရင်းအမှုပညာကိုဝါသနာပါတဲ့တရုပ်ဆောင်လေးတွေကိုလည်းအရင်ကတည်းကစင်တင်ပေးခဲ့တာဖြစ်ပါတယ်။ဒရိုက်တာဇေယောမမောင်ရိုက်ကူတဲ့ဇကားများဟာဆိုရင် အယူအဆအထားအသုံးအကုန်လုံးလိဟာမမရှိရကြောင့်သူ့ရဲ့ဇာကားများကိုပရိသတ်တွေကအပိကြည့်ရှုကြပါ၏ဇီယောမမဟာဆိုရင်အနုပညာလောကထဲမှာဇာကားကောင်းများကိုရိုက်ကူးနေပြီးအကယ်ဒမီစုပေါင်းများစွာကိုလည်းရရှိထားတဲ့အယန်းတော်ရဲ့ဝိုင်းရိုက်တာတယောက်ဖြစ်ပါ၏ ဇီယောမမောင်ကအခုချိန်ထိလည်းပြည်သက်အတွက်စကားကောင်းများစွာကိုဖန်တီးနေသလိုမင်းသားမင်းသမီးအစ်စ်လေးတွေကိုလည်းမျှတောင်းမြောက်ပေးနေစေဖြစ်ပါယ။အလုံးလုံးတာအရန်တော်ရဲဒရိုက်တာတယောက်ဖြစ်လို့မင်းသားမင်းသမီးတွေကလည်းဥမောင်ကိုလေးစားချစ်ခင်ကြပြီးစကားတွေလည်းနားထောင်ကြပါယ်။ဒီလိုလူချစ်လူခင် ပေါ်များတဲ့ဇီယောမမောင်ကတော့ဒီကနေ့မှနေပြည်တော်နားမှာကားချင်းရှင်တိုင်းမိပြီးခြေရောက်နဲ့လက်တွေထိခိုက်ဒဏ်ရာရသွားက ဘဲဖက်ပေါင်ယူကျိုးသွားတယ်လို့သိရပါတယ်။အခုတော့ဂဒီတထောင်စည်းရုံမှာတားဖြစ်သူရဲ့ဘျူးဆိုင်ပေးမှုတွေနဲ့အတူရှိနေရလဲဖြစ်ပါတယ်။ဖခင်ဖြစ်သူဒရိုက်တာစည်းရုံမမဟာလက်ရှိမှာဘဲဖက်ပေါင်လေယူကျိုးတာကလွှဲရင်ကျန်နာကောင်းမွန်ကြောင်းနဲ့ operation ပြုလုပ်ဖို့အခြေအနေကြောင်းတားဖြစ်သူမင်းသက်မောင်မောင်ကအဆိုခဲ့တာပါ။ ဖြစ်စဉ်အစားကတော့နေပြီးတော့စမူသီရိမြို့နယ်ဈေးရုံအနီးမေလ9ရက်နေ့ညနေက9:00နာရီဝန်းကျင်မှာရှင်တိုင်းမှုဖြစ်ပြီးဇီယံမမောင်ရဲ့ပေါင်အရှုံးမှာအလဲကနေကျူသွားကြောင်းသိရပါတယ်။ဇီယံမမောင်နဲ့အတူလိုက်ပါလာ ခီးတဲ့တုံးလေးထိခိုက်တံရရခဲ့ပြီး လက်ရှိနေပြည်တော်ကရင်တထောင်စီရုံသို့ပို့ဆောင်ထားပြီးစီကူတာမှုခံယူပြီးနောက်အသက်အန္တရာယ်တော့စိုးရိမ်စရာမရှိတော့ဘူးလို့ဤဆက်သူများမှသိရပါသည်။နေပြည်တော်ကရင်တထောင်စီရုံမှာရှိနေရဖြစ်ပြီးဖခင်နဲ့သူတို့ရဲ့ကားမောက်သူတစ်ဖက်ကတိုက်တဲ့ကားမောက်သူအားလုံးအသက်အန္တရာယ်မရှိတဲ့အတွက်ကံကောင်းကြောင်ပြောခဲ့တာဖြစ်ပါတယ်။နေပြည်တော်မှာအကယ်ဒမီဇင်ရောမမစီးနစ်လာရဲ့တိုယိုတာမတ်တူနဲ့ Honda Fit ကတော့ခေါင်းချင်းဆိုင်ရှင်တိုင်းမှုဖြစ်ပွားခဲ့ပြီး အကယ်ဒမီဆီယံမမမှာဘဲဘက်ပေါင်ယူကျွသွားခဲ့ရတာပါယနေ့ညနေ9နာရီအချိန်နေပြည်တော်မှာဘဲဘက်ရင်ကျော်မှာပေါင်းနေလာရင်ဟာအချိကောက်ကြော်ချင်းကြော်တက်ကညာဘက်မှာမောင်းနေလာတဲ့ကျွန်တော်အဖေစည်းနေလာရင်ကို ပြင်းထန်စွာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတားဖြစ်သူကတော့အဖေဖြစ်သူရဲ့တရင်ကိုကြားကြားချင်းမှာပဲရန်ကုန်ကနေအဖေအခြေအနေအားလှမ်းမိရာအသက်အနည်းမစိုးရင်ရတော့လေပေပက်ပောင်ယူကျိုးသွားကြောင်ကြားသိရကြောင် အဖိအားပြုစုစောက်ရှောက်ရန်ကျွန်တော်မနှက်ဖြန်နေပြီးတော့သို့သွားမင်းဆိုပြီးသူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေအတိပေးလာတာပဲဖြစ်ပါယခုလိုပို့တင်ခြင်းကလည်းအဖိရဲ့မိတ်ဆွေတငယ်ချင်းများအားအတိပေးလိုပါတော့ကြောင့်တင်ခြင်းဖြစ်ပါယကျွန်တော်အဖိအမြဲဆုံးတက်တာလာစေဖို့ဝိုင်းစုတောင်းပေးစီလိုပါယအဖိရဲ့မိတ်ဆွေတငယ်ချင်းများဖုန်းဆက်သတင်းမီးနိုင်ပါ යි ခင်ဗျာဆိုပြီးရေးသားလာခဲ့ရပဲဖြစ်ပါယရိုက်တာစင်ရောမမောင်လေး အမြတ်ဆုံးနေကောင်းကြပါပါစေရှင်အဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်နေပြည်တော်မှာရေတိုက်မှုဖြစ်ပွားပြီးအရေးပေါ်ဆေးရုံတင်လိုက်ရတဲ့အခြေအမမောင်မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့စကားကောင်းများစွာကိုဖန်တီးရိုက်ကူနေတဲ့ဒရိုက်တာဆေးရုံမောင်ကတော့အမှုပညာလောကတွေကိုဝေရောက်လာခဲ့တာတတ်တတ်တစ်ခုထိရှိနေပြီဖြစ်ပါတယ် ဒရိုက်တာဇီရောမမောက်ကသူဝါသနာပါတဲ့ဒရိုက်တာအလုပ်ကိုစနေတကြလေ့လာစီးပွားရင်းအမှုပညာကိုဝါသနာပါတဲ့တရုတ်ဆောင်လေးတွေကိုလည်းအရင်ကတည်းကစင်တင်ပေးခဲ့တာဖြစ်ပါတယ်။ဒရိုက်တာဇီရောမမောက်ရိုက်ကူးတဲ့ဇကားများဟာဆိုရင်အယူအဆအထားအသုံးအကုန်လုံးလေ့လာမှုမရှိတာကြောင့်သူ့ရဲ့ဇကားများကိုပရိသတ်တွေကအပိကြည့်ရှုကြပါတယ်။ဇီရောမမောက်ဟာဆိုရင်အမှုပညာလောကထဲမှာဇကားကောင်းများကိုရိုက်ကူးနေပြီးအကယ်ဒမီစုပေါင်းများစွာကိုလည်းရရှိထားတဲ့ အရန်တော်ရဲ့ဝိုင်းရင်ဒရိုက်တာတယောက်ဖြစ်ပါတယ်။ဇီယောမမောင်ကအခုချိန်ထိလည်းပြည်သက်အတွက်စကားကောင်းများစွာကိုဖန်တီး